ဲ့လူတို့စကင်တော့လူတွေအံ့ဩနာပေါ့ဘာလဲတဲ့ဟောငါပြောရတည်ဟောပြီးတော့ငါကလည်းသူများလိုမဟုတ်ဘူးအကောင်လိုက်မဟုတ်ဆက်ချမ်းချမ်းကြောကနေခွဲပြီးတော့ချမ်းချမ်းပြီး brush နဲ့အတဲကအမဲတွေပါတိုက်သားတွေကိုဆေးဆေးပြည့်ပြောင်းဆေးဆေးပြီးတော့မှစားချုံမိုးလေးနဲ့နေပြီးဒီကောင်ကြီးပြန်ထက်ထက်ပြီးတော့မှအဲ့ဒီငါးလေးကိုဦးတွေတော့ငါပြောရလေးနဲ့ကြလူရအံ့ဩနာပါဘာလဲဒါဘာစတိုင်လဲအာအဲ့တော့မှ မဟုတ်ဘူးဒါကျွန်တော်မလေးရှားမှာရောင်းလာတာမလေးရှား style ပေါ့အဲ့တော့ဒါလေးစားကြည့်ပေါ့ဆိုတော့တချို့ကလည်းအတိမိတ်ဆွေလေးကလာအားပေးနေစမ်းတော့ကောင်းနေတယ်အနှစ်ကမစိုးဘူးပေါ့သူကသမင်းနဲ့စားတော့ကောင်းတယ်ဒီတိုင်းမြီးတော့လည်းကောင်းတယ်ဟာရောမိုက်တယ်လို့ဆိုချောက်ဆိုအဲ့တနေ့ကို10កောင်လောက်စားရောင်းလာ10កောင်လောက်စားရောင်းတော့နောက်နေ့ကျတော့10កောင်မရတော့ဘူးဝင်ဝင်တဲ့အကောင်40ဒီ50ဒီ80ဒီဖြစ်အဲ့လိုရောင်းလာ

ဆင်းတယ်လို့ရှိပြီပထမကတော့ဦးဝေလူကမလေးရှားမှာအလုပ်သွားလုပ်တာပေါ့မလေးရှားမှာ14နှစ်လောက်ဦးဝေလူကအလုပ်စပိုးစပိုးကြောင်မှာပဲပေါ့မိဖို့ကြောင်မှာဆက်ဆက်သွားခြင်းကတော့ဦးဝေလူကမိဖို့ကြောင်မှာစပြီးတော့ helper ပေါ့နော်ပကံစေးတယ်အဲခုတ်တယ်ထစ်တယ်ပေါ့လာမျိုးပေါ့အဲ့ဒီ helper နေမှာအစင်တစ်ဖြည်းဖြည်းတက်ရင်တက်ရင်နဲ့ရှပ်ပြောက်ဖြစ်လာတာပေါ့၄နှစ်ကျော်၅နှစ်ကျော်၆နှစ်ကျော်တော့ကြာတော့ experience လေးရှိတော့ရှိတော့အဲ့ဒီ site မှာဘာတွေရောင်းလဲဆိုတော့ သူကမလေးရှားအစားအစာတွေရောင်းတယ်မလေးရှားသမင်းကျော်တို့အဲ့ဒါသေယုတ်သမင်းကျော် ပြီးတော့ငါးကင်ငါးကင်ဆိုတာမလေးရှားငါးကင်ငါပြောရတဲ့ကင်လားသူကသူကငါပြောရတဲ့ကင်လားဆိုတော့အဲ့ဒီမလေးရှားစတိုင်လေးတွေပေါ့ငါပြောရလေးနဲ့ငါးမျိုးစုံရှိတယ်အဲ့ဒီငါးလေးကိုခွဲခွဲပြီးငါပြောရပုံမှာအနှစ်ကလေးတုတ်ဟင်းနှစ်လေးတုတ်တုတ်ပြီးငါးလေးတင်ငါးလေးပုံမှာထပ်တုတ်တစ်ဖက်ကျက်ပြီးဆိုရင်နောက်တစ်ဖက်ကိုလှမ်းလှမ်းပြီးတော့အဲ့ဒီငါးကင်လေးတွေရောင်းတယ်ဒီလိုပင်လဲစားအစုံလေးတွေရောင်းတယ်ကနန်းပဇွန် ရေပေါ်ရဲ့ပေါ့ဟိုမှာလည်းအဲ့လိုမျိုးပဲဒီစတိုင်ပဲဒါပေမဲ့ taste ကနည်းနည်းလေးဥွေလူကဗမာပြည်ကြတော့နည်းနည်း taste ကိုဗမာပါဇက်လေးနဲ့နည်းနည်းလေးပြောင်းပြီးတော့ပြင်ပြီးတော့ချက်လိုက်တော့ဗမာတွေကဒီရောက်တော့ရန်ကုန်ရောက်တော့ကြိုက်တယ်ဗမာပါဇက်လေးနဲ့တဲ့တယ်ပထမငားခင်ကဥွေလူကဟိုမီးသွေးနဲ့กินတဲ့ဟာလေးစရောင်းသေးတယ်အဲ့မီးသွေးနဲ့กินတဲ့ဟာလေးစရောင်းတော့အဲ့မီးသွေးနဲ့กินတဲ့ဟာလေးနေရာတိုင်းမှာရှိတော့တောင်းတောင်းမရောင်းကောင်းရောက်ကိုတက်ကျွမ်းလာတဲ့ဟာကိုမထုတ်ပေါ်ပြည့်မထုတ်သေးဘူး ဘယ်ဆိုင်မှလည်းမလုပ်သေးဘူးဘယ်သူမှလည်းမရှိဘူးအဲ့အဲ့ပုံစံဓမ္မမှလည်းမရှိသေးဘူးအဲ့တကယ်အဲ့ဆိုဒီဟာရောင်းမကောင်းဆိုငါတို့ငါပြောရဲနဲ့လုပ်မယ်ဆိုပြီးတော့ခုလူကဒီ hot plate ပေါ့တံပြားမီးဖို့ယူခုလူကတော့ဝယ်လိုက်ကဲဝဲခွာအဲ့ဒါနဲ့ဝယ်ပြီးတော့ဒီနန်ဝင်းရှိမှာစပြီးရောင်းကြည့်အောင်ဆိုပြီးအဲ့အနစ်ချက်ပြီးတော့ရောင်းအနစ်ကကြတော့ဘယ်လိုသူကနိကကြတော့သူကဟိုအိုက်တန်လေးစုံတယ်လေဟိုကြက်သွန်ပြူကြက်သွန်ဒီဂျင်းဇပလင်အာအစုံပဲပေါ့နော် အမွေးနဲ့သားတွေရောအများကြီးပဲအမွေးနဲ့သားဆိုဦးလေးကမလေးရှားကအခုဒီမှာတော့အဲ့ဒီအစိမ့်မုတ်တို့ဟိုမဆလာတို့ဘာလို့ဆိုတာအခုချိန်ဒီမလေးရှားမှာရန်ကုန်မှာဦးဝေလူတိတ်မဝဲဟုတ်ဒီ robot taste ဆိုပဲလို့ကျင်းတယ်ဦးဝေလူတို့စကင်တော့လူရအန်ဟောနာပေါ့ဘာလဲဟောငါပြောရွက်ဒီဟိုပြီးတော့ငါကလည်းသူများလို့မဟုတ်ဘူးအကောင်လိုက်မဟုတ်ဆက်ချမ်းချမ်းကြောကနေခွဲပြီးတော့ချမ်းချမ်းပြီး brush နဲ့အဲတဲ့ကအမဲတွေပါဒိုက်သားတွေကိုစေးစေးပြည့် ြောင်းဆေးဆေးပြီးတော့မှစားချုံမလို့နေနေပြီးဒီကောင်ချင်းပြန်ထက်ထပ်ပြီးတော့မှအဲ့ဒီငါးလေးကိုဦးလိုတော့ငါပြောရရလေးနဲ့ကလူရအန်အောနာပါဘာလဲဒါဘာစတိုင်လဲအာအဲ့တော့မှပို့ဘူးဒါကျွန်တော်မလေးရှားမှာရောင်းလာတာမလေးရှားစတိုင်ပေါ့အဲ့တော့ဒါလေးစားကြည့်ပေါ့ဆိုတော့တချို့ကလည်းအတိမိတ်ဆွေလေးကလာအားပေးနေဆန်တော့ကောင်းနေတယ်အနှစ်ကမစိုးဘူးပေါ့ဆိုတော့သမင်းနဲ့စားလို့ကောင်းတယ်ဒီတိုင်းမြီးတော့လည်းကောင်းတယ်အော်ရိုက်တယ်ဆိုချောက်ဆိုအဲ့တနေ့ဟိုဆယ်အောင်လောက်စားရအောင် ဆယ်ကောင်တော့စရအောင်တော့နောက်နေ့ကျတော့ဆယ်ကောင်မရတော့ဘူး15ကောင်20အာနောက်မှလူကတအားလိုက်လာတာလိုက်လာရဆိုတော့ကလေးလေးကလေးမလေးကလေးမလေးရလာဝယ်တယ်သူကဖုံးနဲ့ရိုက်ပြီးကြောင်ညာတယ်သူတို့ကကြောင်ညာကြောင်ညာတော့ဟာဒီငားငယ်ဒီမှာဒီမှာပေါ့ဆိုတော့ဟာဘာမှလဲဆိုလူတွေကတန်တော်နဲ့ဟာငါတို့ကသွားစားမယ်လာကြရည်ဆိုတော့ဝင်ဝင်တဲ့အကောင်40ဒီ50ဒီ80ဒီပြည့်အဲ့လိုရောင်းသွား ကအဲ street food ပေါ့နော်ဒီလမ်းဘေးမှာရောင်းနေဟိုမင်းရှောက်မှာလည်းအဲ့လိုပဲဟို food court ပုံစံမျိုးပေါ့ food court ဆိုတာကတော့ coffee shop ကြီး coffee shop မှာဆိုင်တွေအများကြီးရှိတယ်ဒါပေမဲ့ तू ကလမ်းသွားလမ်းလာတွေကအကုန်လုံးအဲ store တွေတွေ့နေရဘယ်ဆိုင်ကဘာရောင်းနေဘယ်ဆိုင်ဘာရောင်းနေရအစားမြင်နေရတယ် hotel နဲ့တော့တိတ်မတူစားတောက်ဆိုင်နဲ့လည်းမတူစားတောက်ဆိုင်ကအထဲမှာချက်ကြတာကိုအခုကြာဒီလမ်းဘေးမှာလမ်းဘေးမှာกินနေအငွေ့အငွေ့သထောင်းထောင်းနေလူကြီးကကြည့်တာပေါ့အဲ့တော့လေလိုက်လို့များတယ်လေ ဟဲ့လမ်းလျှောက်တဲ့လူလည်းများလမ်းလျှောက်တဲ့လူလည်းများတယ်ကားပေါ်ကကားပေါ်ကနေပြီးတော့လည်းတော့တော့ကြည့်ကြဟာဘာလဲမို့ဆိုတော့နောက်ညအမှတ်ထားဟာနောက်ညလာစားမယ်ဆို street food ကအဲ့ပုံစံသွား street food ဆိုတော့လမ်းပေါ်မှာပဲအငွေတထောင်းတော့ ਨੇ တော့ဟိုဘက်ဒီဘက်ညော်ရတယ်တိတ်ပြဿနာတွေမရှိတော့ဘူးပေါ့ရက်ွက်ဆိုရင်တော့အညော်တွေပါတယ်ဆိုရင်တော့ပြဿနာ street food ပုံစံမျိုးအဲ့လိုမျိုးငါကတော့ဥွေလူကငါအကုန်လုံးသုံးလို့ရတယ် ဒီအဓိကဥလူမြန်မာပြည်ပေါ့နော်ရန်ကုန်မှာကြတော့ဇလာဘီယာပေါ့ဇလာဘီယာစားများတယ်ကကရစ်ကကရစ်စားတယ်ပြီးတော့ဒီမှာတိတ်ငါးတစ်တာငါးဆိုတိတ်မစားကြဆိုတော့အဲ့တော့ငလေးကြောက်ကြောက်တော့တော်တော်ကြိုက်ကြတယ်ငလေးကြောက်ကိုလည်းအဲ့လိုပဲဟိုသူတို့တင်တဲ့စင်ကာပူစတိုင်လေးကြီးအဲ့မလေးရှားစတိုင်ပေါ့နော်ဒါတော့တေ့စ်ကတူပါတယ်စင်ကာပူနဲ့မလေးရှားနဲ့အဲ့အဲ့ဒါလေးနဲ့ပဲအဲ့လိုမျိုးပေါ့အဲ့ငါးလေးကတော့ กินน่ะတော့เบงาพี่ๆอุ๋ยลูกกินรู้ยาเลยเทสก็တော့ดีอเน่เทสไปยามาเลยมาပြောแยกเนี่ยกินน่ะก็จ้ะတော့บาพี่รู้เลยสรอุ๋ยลูกก็ฮอปเพลทปอมามาပြောแยกเลยคินอ่ะมาပြောแยกเลยคินไล่ได้คําไอ้งาပြောแยกแกအပူနဲ့ငါပြောရဲ့အနံ့လေးလည်းရှိတယ်ပြီးတော့ငါ့ကိုလည်း overcoat အရင်မတူွားစေဘူးအဲ့တော့ငါပြောရဲ့လေခိုင်းတဲ့ငါပြောရဲ့ကကြားထဲမှာမီးနဲ့ဟိုတံပြားနဲ့ကြားထဲမှာငါပြောရဲ့ပါထက်ထဲတယ် အဲ့ပြောရည်ထက်ထက်လိုက်တော့ငါကလည်းမှုရွားတယ်ငါကလည်းအယမ်းမတူဘူးပြီးလို့ရှိရင်အဲ့ငါပြောပက်လေးနဲ့သူတို့ကိုချပီးလိုက်တာဟောလေအဲ့တရားအော်ဒါငါပြောရွက်နဲ့ကင်းတယ်ငါကင်းလေးလို့ဆိုရက်အဲ့ဒီအကြိုက်ကလေးကိုအဲ့လိုလေးပဲအမဟိုဘက်မှာလည်းငါပြောရနေပဲလို့တာသူကရိုးရွာတော့ငါပြောရွက်နဲ့ပေါ့မလေးရဲ့လုံးဝရိုးရွာမလေးတို့အင်ဒိုတို့စင်ကာပူတို့ဆိုတာအဲ့ဒီအနေနဲ့ဟိုနေတော့ဦးလူလူဆောက်ရောင်းတော့ တကောင်မှ3500မလီပျော်စရာကြီး3500ဝယ်ကျင်တာဝယ်အကုန်ပေါ်တယ်လေတဖြည်းဖြည်းနဲ့တက်လာတဲ့ပုံစင်းတော့က9000 9000 8000 1000ဘူးတော့1000ခွဲ1800အဲ့တော့ပုံစင်းတော့တော့မြင့်လာတယ်ဒါပေမဲ့မြင့်လာတဲ့အခါမှာဥွေလိုဟိုတုန်းကတော့မြတ်တယ်ကွာဥွေလိုတို့ဒီ3500 4000နဲ့ရောင်းနေတုန်းကတော့မြတ်အခုတော့ပဲကိုသိန်းတော့မြင့်လာတဲ့အခါကျတော့ဟို တပြည့်ဒီကုံကြောက်ပစ္စည်းတွေပါထပ်မြင့်လာမြင့်လာတော့ဟို post တွေများသွားတာပေါ့နော်အရင်းကြီးတွေများသွားတယ်ထဲရတဲ့ငါးတကောင်ရဲ့အရင်းတွေများသွားများတဲ့ခါမှာကိုကလည်းအမျက်ကလည်းတိတ်ယူလို့မရအောင်အမျက်ကကြမ်းပြီးယူရင်လည်းဧည့်သည်မစားနိုင်ဘူးအဲ့တော့အဲ့တော့ဒီဈေးကွက်နဲ့တက်လာတဲ့ကုန်စည်နှုန်းနဲ့ချင့်ချိန်ပြီးတော့အဲရောင်းရတာအမြက်ကတော့အများကြီးသိမ့်ခရပါဘူးဟုတ်ဧည့်သည်ဟိုဝိရူကလည်းဈေးကိုအရင်မတင်ဘူး အဲ့တည်းကလည်းတည်တယ်ဈေးတက်သွားပြီနော်ပဲပြောတယ်အေးဘောအကုန်လုံးတက်နေတာ哦အဲ့တည်းကလည်းအခုနောက်ပိုင်းကျတော့လက်ခံကြတယ်ဩပုံစင်းတော့အကုန်တက်နေတာ哦3500တည်းကစားလာတာလေအခုလည်း1800ဆိုတော့လေစားရမှာပေါ့မတက်နိုင်ဘူးပေါ့သူတို့လည်းအဲ့လိုပဲရေမြက်ကြာမြင့်တယ်လို့ပေါ့ဒါပေမဲ့ဦးလူလူအများကြီးမျက်မယူဆိုတော့လေအဲ့တည်းကတည်ပါတယ်အဲ့ဒီလိုလေအရာရာပို့ထည့်ပေးတယ်ဈေးတက်တယ်လို့မျိုးဈေးတက်ပြီးမဲ့လဲဥွေလူကဟဲ့အရွယ်လေးပို့ထည့်ပေးလိုက် နှစ်ကလေးပို့ထည့်ပေးပို့ထည့်လို့ရတဲ့ဘိုင်းလေးဘိုင်းလေးကိုပို့ထည့်ပေးရတာပေါ့အဲ့ဒါလည်းကျင်တဲ့တယ်အဲ့တော့စိတ်လည်းပျော်တာပေါ့အဲ့တော့အဲ့ဒါကတိတ်ပြီးတော့ဦးဝီလူလူဟိုတိတ်ဈေးတက်တဲ့ကိစ္စကိုတိတ်မပြောပါဘူးထင်ရတယ်အဲ့တော့အခုလက်ရှိပုံမှန်ဦးဝီလူလူလေပတ်တာကအဲရုံးပည့်ရတူဟောလီဒေးလို့ဆိုရင်အကောင်80လောက်ပေါ့80 100ပုံမှန်လေပတ်တယ်ဆိုရင်တော့40လောက်တော့သွားတာပေါ့တခြားဟင်းပွဲတွေနဲ့ပေါင်းမယ်ဆိုရင်တော့ ပွဲ100ကျော်ကတော့ထွက်ပါတယ်။ခမင်းကျော်တို့ကနန်းတို့ဘာလို့လဲပေါင်းလိုက်မယ်ဆိုရင်ခင်းပွဲ100ကျော်တော့တော့ထွက်တယ်။ဒီနေ့ကိုဒီနေ့ကိုကြောင်းချတာကြောင်းချတာ။ဒါပါစေပါအကုန်လုံးပါလိမ့်မယ်။အဲပါစေဩဆိုင်စားတွေရောပေါ့။